စကိုင်းတိုင်းဒေသကြီးကြောင်မြောင်မြို့နယ်မန္တလေးတိုင်းဒေသကြီးစင်ကူးမြို့ဆက်သွယ်ထားတဲ့ AR ဒရာရန်နာသိန်း၅ကို MTY PDF အဖွဲ့ကမိုင်းခွဲဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။အဆိုပါဒရာဟာရွှေဘိုကြောင်မြောင်စင်ကူးလက်ပံလှလမ်းရှိ AR မြေကူးဒရာတစင်းဖြစ်ကအော်တိုဘော်လ29ရက်နေ့6နိုင်ခွဲချိန်ခန့်မှာ MTY PDF အဖွဲ့ကမိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ယခုမိုင်းခွဲမှုမှာတရားကြိုးကြတဲ့အပိုင်းဟာ AR တရားရေနာသိန်းကဟာ MTYPD ရဲ့ထိ ंछ ုပ်ထားတဲ့စင်ကူးဘက်ချမ်းမှာဖြစ်ပါတယ်။ တမရော့ကစကန်နင်းဒေသကြီးကြောင်ရောက်ဘက်ချမ်းမှာထိန်းချုပ်ထားပြီးစင်ကူးဘက်ချမ်းမှာ PDF နဲ့ပူပေါင်းဖွဲ့ကထိန်းချုပ်ထားပါတယ်။လက်ရှိမှာစင်ကူးမြို့အားတမရော့ကပြည်လဲထိန်းချုပ်နိုင်ရေးမြေပြင်စစ်ကြောင်းများအပြင်လေကြောင်းပစ်ကူများနဲ့တက်ခက်လျက်ရှိတာကြောင့်ကြောင်မြောင်းမြို့ဘက်မှာလည်းတမရော့စစ်ကြောင်းများဝင်ရောက်လာမှာကို MTYPDF ကလမ်းကြောင်းဖြတ်တောက်ရန်တရားကိုမိုက်ခွဲခြင်းဖြစ်နိုင်ကြောင်းစင်ကူးတပ်ခန့်တအူးကပြောကြားပါတယ်။ အဆိုပါတရဟာမန္တလေးတိုင်းဒေသကြီးတပိတ်ချင်းခရိုင်စင်ကူးမြို့နဲ့စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ကြောင်မြောင်းမြို့ကိုဆက်သွယ်ထားပြီးပြည်သူလူထုရဲ့လမ်းမဆက်သွယ်ရေးနဲ့ကုန်စည်စစ်ဆင်မှုတို့အတွက်အဓိကအရေးပါတဲ့တရားသစင်းဖြစ်ပြီးချိန်ခတ်မှာ PDF အမိခံအကြံဖက်သမားများနဲ့ပူပေါင်းဖွဲ့များကမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ မိုင်းထောင်ပေါက်ခဲခံရမှုကြောင့်တရားရဲ့ရေလေတိုင်များဖြစ်တဲ့တိုင်မှန် RP4 နဲ့ RP5 တို့အကြားတွင်၎င်း RP6A2 ချင်းကက်လန်းနေရာတို့တွင်၎င်းကြိုးကျပျက်စီးခဲ့ပြီးယခုအခါမော်တော်ယာဉ်များနဲ့ခီးသောပြည်သူများဖြတ်တန်းသွားနိုင်ခြင်းမရှိတော့ဘဲကုန်စီစစ်ဆင်မှုများရပ်တန့်လျက်ရှိကြောင်းအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးဖွဲ့ကသတင်းထုတ်ပြန်ပါသည်။ ေရီဒရာရေနာသိန်းကဟာသမရဟောင်းဦးသိန်းစိန်နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ယူစဉ်ကာလ2010ပြည့်နှစ်ဧပြီလ16ရက်နေ့မှာစတင်ဆောက်လုပ်ခဲ့ပြီး၎င်းသမရတာဝန်ထမ်းဆောင်စဉ်ကာလ2013ခုနှစ်စတိုင်လာ24ရက်နေ့မှာဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်ဧရာဝတီရာယနာသိန်းကဟာတရားရှိ2480ပြည်ရှိပြီးတန်ကူကူဂရစ်တန်အမျိုးအစားတရားတစ်စင်းဖြစ်ပါသည်။